ာနာသိန်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမရောက်လိုက်ဇနီးတော်ကျူကျူလာနှင့်ယင်းဤသောဆက်ဆံရေးရှိသည့်ဒုတိယဗိုလ်မူကြီးကျော်စောရဲအားစစ်ကောင်ဆောင်၏ကိုရန်တော် PSO အဖြစ်မကြသေးခင်ကခန့်အပ်လိုက်ကြောင်းသိရသည်2025နောက်ပိုင်းမှာစ၍စစ်ကောင်းဆောင်ကိုရန်တော်ဗိုလ်မှူးကြီးစိန်မောင်လင်းအားကကကြီးအောက်ရှိအကြံဖတ်နေနေရေးဌာနသို့ဌာနကြီးမှုအဖြစ်ပြောင်းလဲတာဝန်ပေးခဲ့သည့်အတွက်လစ်လက်သွားသောရင်းရာသူအားဒုတိယဗိုလ်မှူးကြီးကျော်စောရဲကိုခန့်အပ်တာဝန်ပေးခြင်းဖြစ်သည်။ စစ်တပ်အရာရှိများတွင်ကိုရဲအရာရှိပြည်ရဲဆိုများထားကြပြီးကာကွယ်ရေးဦးစီးချုပ်နှင့်ဒုတိယကာကွယ်ရေးဦးစီးချုပ်နှုတ်ဦး၏ကိုရဲအရာရှိအစဉ်ကုန်မှုကိုရန်တော်ဟုတုံ့နှုံသည်စစ်တပ်ကတော်အပတ်စဉ်59ကျောင်းစဉ်ဒုတိယပုံမှုကြီးကျော်စောရဲသည်လက်ရှိစစ်ကော်မရှင်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးမြင့်ကြာ၏တမတ်ဖြစ်ပြီးစစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်စာရခယုံ၌တာဝန်ထမ်းဆောင်နေသူဖြစ်ကစစ်ကောင်းဆောင်၏တရားတော်ဝင်များပေးခံရသူဖြစ်သည် မြန်မာစစ်တပ်၏ရုရှားပြန်များအနက်အထူးချုပ်ဆုံးတဲပါဝင်သူဒုတိယပုံမူကြီးကျော်စောရဲ့သည်စစ်လက်နက်ပစ္စည်းဝယ်ယူထုတ်လုပ်မှုနှင့်ပတ်သက်၍စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကိုအနီးကပ်အကြံပြုနေရသူတဦးဖြစ်သည်ဩဂုတ်လနောက်ဆုံးပတ်စစ်ကောင်းဆောင်၏တရုတ်ပြည်ခီးစဉ်အတွင်လိုက်ပါသွားခဲ့သည့်စစ်ဗိုလ်ချုပ်များတဲ့ဒုတိယဗိုလ်မှူးကြီးကျော်စောရဲလဲပါဝင်သည့် ဒုတိယဗိုလ်မှူးကြီးကျော်စောရဲ့ဒီရုရှားနိုင်ငံတွင်ပညာသင်ကြားဆင်ကလေးကဒေါ်ဂျူဂျူလာနှင့်နီးစပ်သည့်ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့ပြီးရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိစစ်ကောင်းဆောင်နေအိမ်၏အိမ်တော်မှူးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်၎င်းသည်စစ်ကောင်းဆောင်၏ဝါရပြက်လုပ်ငန်းများနိုင်ငံရေးအကောင်အထည်ဖော်မှုနှင့်လုံခြုံရေးဆိုင်ရာများလောက်ကရာတွင် အနီးကပ်ဆုံးသောလူယုံဖြစ်ပြီးစစ်ဗိုလ်ချုပ်ကြီးများထပ်ပင်တကူထွားနေသူဟု2023ခုနှစ်အတွင်းမြစည်းမသတင်းဌာနကစုံစမ်းရေးသားဖော်ထုတ်ခဲ့သည် နာအဖဒုရိယကောင်းဆောင်ဒုရိယဗိုလ်ချုပ်မှုကြီးမောင်အေးရဲ့ရုရှားပညာတော်သင်စီမံကိန်းတွေကစစ်ဗိုလ်တယောက်ကစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းအားထားရသူတဦးဖြစ်လာပါတယ်။စစ်ဗိုလ်ချုပ်တွေများပြားလွန်းတဲ့မြန်မာစစ်တပ်မှာဒုရိယဗိုလ်မှုကြီးအဆင့်ရှိသူတဦးစိတ်ဝင်စားခံရတာကထူးခြားပါတယ်။ဒုရိယဗိုလ်မှုကြီးကျော်စောရဲကမြန်မာစစ်တပ်ရဲ့ဒေါ်လာတန်းစီတန်နဲ့စစ်လက်နက်ပစ္စည်းဝယ်ယူမှုတွေလက်နက်ကုမ္ပဏီတွေရဲ့အကျိုးစီးပွားတွေနဲ့ဆက်ဆက်နေသူဖြစ်လို့ဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ရုရှားပြန်နေတဲ့ကအထူးရှုံဆုံးထဲမှာပါဝင်သူဒုတိယဗိုလ်မှူးကြီးကျော်စောရဲဟာစစ်လက်နက်ပစ္စည်းဝယ်ယူထုတ်လုပ်မှုနဲ့ပတ်သက်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုအကြံပြုနေရသူတဦးဖြစ်နေပါတယ်။ဒုတိယဗိုလ်မှူးကြီးကျော်စောရဲဘသူလဲ။ရုရှားပြန်စစ်ဗိုလ်ဟာ Smash World ကိုလက်တစ်ဖက်မှာဝှက်ထားပြီးပရိတ်ကျိုးကို နောက်တစ်ဖက်မှာဝစ်ဆင်ထားလေးရှိပါတယ်။ ရုရှားကပြီးပြည့်စုံတဲ့နေရာတစ်ခုလို့ရုရှားမှာကြောင်းတက်တုံးကကြောင်းရဲ့မင်းမြန်ကန်တစ်ခုမှာဒုတိယဗိုလ်မှူးကြီးကျော်စောရဲကပြောခဲ့ပါတယ်။တကယ်လဲရုရှားကဒုတိယဗိုလ်မှူးကြီးကျော်စောရဲရဲ့ဘဝအလှည့်ပြောင်းတွေအတွက်အရေးပါခဲ့ပါတယ်။ရုရှားမှာ၉နှစ်ကြာတဲ့ဒုတိယဗိုလ်မှူးကြီးကျော်စောရဲကရုရှားစကားကိုကြံကျင်ပါတယ်။2006 AB လမှာဒုတိယဗိုလ်မှူးကြီးမောင်အေးမော်စကိုကိုအလဲအပတ်ခီးရောက်တဲ့အခါသူကစကားပြတ်လုပ်ပေးခဲ့ရတယ်လို့သူ့မိတ်ဆွေကပြောပါတယ်။ ရုရှားနဲ့စစ်ပတ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေစစ်လက်နက်ပစ္စည်းဝယ်ယူမှုတွေနဲ့စွမ်းအင်ကဏ္ဍမှာပူးပေါင်းနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးပြောဆိုမှုတွေကိုရရှိငယ်ဘဝမှာပဲဒုတိယဗိုလ်မှူးကြီးကျော်စောရဲကတီခွင်ရခဲ့တာဖြစ်ပါတယ်။သူကဥမောင်းအီကိုစကားပြလှုပ်ပေးခဲ့ရတော့ရုရှားစစ်တပ်နဲ့အဆက်အသွယ်ရခဲ့တယ်လို့သူ့မိတ်ဆွေကပြောပါတယ်။ရုရှားကိုရောက်လာခဲ့တဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုလည်းဇကပြတ်လောက်ခွင့်ထက်ရပြီးရင်းနှီးမှုတွေအစာပြုခဲ့ပါတယ်။ သူကရုရှားက National Research University of Electronic Technology MIT ကိုတက်ရောက်ခဲ့ပြီး အထင်ကရကျောင်းသားတဦးအဖြစ်ဖော်ပြခံရပါတယ်။ MIT ရဲ့ Head of Laboratory of Information and Software Development မှာ သူကဧည့်သည်ပါမောက္ခအထူးဖြစ်လာခဲ့ပါတယ်။၂021အာနာသိမ့်ပြီးတဲ့နောက်မြန်မာစစ်တပ်ကရုရှားစစ်တပ်နဲ့ပဲအ धिक အဆက်ဆံလုပ်လာတဲ့အခါရုရှားပြန်စစ်ပိုးတွေရဲ့အရေးပါမှုကရှည်တန်းရောက်လာပါတယ်။ ါပေမဲ့ဒုတိယဗိုလ်မှူးကြီးကျော်စောရဲကတော့အာနာမသိန်းကင်ကလေးကဗိုလ်ချုပ်မှူးကြီးမရောင်လိုင်အနာကိုရောက်နှင်းနေပြီးဖြစ်ပါတယ်။ဗိုလ်ချုပ်မှူးကြီးမရောင်လိုင်ရဲ့အမှုအကျင့်တစ်ခုကလူတွေကိုအလွယ်တကူမယုံတတ်ဘဲသူယုံကြည်တဲ့သူတွေကိုပဲတိုက်ရိုက်တာဝန်ပေးတတ်တယ်လို့စစ်ရုံးမှနေခဲ့ဘူးသူတွေကပြောပါတယ်။ဒီအမှုအကျင့်ကပဲဒုတိယဗိုလ်မှူးကြီးကျော်စောရဲကိုအရေးပါလာစေတာဖြစ်ပါတယ်။သူကလည်းရလက်ထွက်အောင်လုပ်ပြနိုင်ခဲ့တယ်လို့ဒုတိယဗိုလ်မှူးကြီးကျော်စောရဲရဲ့မိတ်ဆွေတအူးကပြောပါတယ်။ ဘာသာရေးငြိမ်းချမ်းရေးနဲ့တန်တမာရေးရကိစ္စတွေမှာပါဗိုလ်ချုပ်မှုကြီးမရောင်းလိုင်ကဒုတိယဗိုလ်မှုကြီးကျော်စောရဲကိုတီချာခိုင်းစေခဲ့တာတွေရှိတယ်လို့သူကပြောပါတယ်စစ်တပ်ကတော့အပစင်59စင်ဖြစ်တဲ့ဒုတိယဗိုလ်မှုကြီးကျော်စောရဲဟာဗိုလ်ချုပ်မှုကြီးမိသားစုနဲ့တဖြည်းဖြည်းပုံမှုရင်းနှီးလာပါတယ်သူကစစ်ကောင်စီလူဝဲမှုကြီးကျက်ရေးဦးမြင့်ချမ်းရဲ့တမတ်လဲဖြစ်ပါတယ်စစ်မှုထမ်းဟောင်းတအူးဖြစ်တဲ့ဦးမြင့်ဆိုင်ကတက်သေးမှာဒုတိယဗိုလ်ချုပ်မှုကြီးမောင်အီးနဲ့ရော ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်နဲ့ပါတာဝန်ထမ်းဆောင်ခဲ့ဘူးသူလို့အငိမ့်စားတက်အရာရှိတဦးကပြောပါရယ်။ဦးမြင့်ကြိုင်သမီးနဲ့သူအိမ်အောင်ကြပြီးနောက်ပိုင်းမိသားစုချင်းမှပုံမူရင်းနှီးလာကြပါရယ်။တော်ရမယ်တစ္ဆာရှိရမယ်စစ်ကောင်းဆောင်ရဲ့အကြံပေးအဖွဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်က သူ့ဘေးမှာအကြံပေးအဖွဲ့တွေအများအပြားထားတတ်သူဖြစ်ပါရယ်။ လက်ရှိအချိန်မှာကိုစစ်ကောင်းဆောင်မှာအကြံပေးအဖွဲ့၅ခုအထိရှိတယ်လို့နားလည်ရပါတယ်။ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကိုဓာတ်ရိုက်အကြံပေးရတဲ့အဖွဲ့စစ်ကောင်းစီကိုအကြံပေးရတဲ့ဗဟုအကြံပေးအဖွဲ့တမတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အကြံပေးအဖွဲ့နဲ့အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်တို့ဖြစ်ပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးညိုစောကိုပါပြည်ထောင်စုဝန်ကြီးအဆင့်နဲ့အကြံပေးပုဂ္ဂိုလ်ဆိုပြီးတိကျခန့်နာတာမျိုးလည်းရှိပါတယ်။ဒါပေမဲ့အာနာမသိန်းခင်ကလေးက ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဖွဲ့စည်းပေးခဲ့တဲ့အဖွဲ့တစ်ခုကတော့လူတည်နေပါတယ်။ပြောင်းလဲလာတဲ့စစ်ပွဲပုံစံတွေကြောင့်ဤပညာနောက်ခံကလာပြီးပညာတော်တဲ့ဒုတိယဗိုလ်မူကြီးကျော်စောရဲ့လိုရုရှားပြန်တွေကိုအတုံးချဖို့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကအကြံအစီရှိခဲ့ပါတယ်။ရုရှားကနေပညာတော်တင်ပြန်လာတဲ့သူတွေကလက်ရွေးစင်တွေကိုစုစည်းပြီး2013မှာဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကအဖွဲ့တစ်ခုကိုဖွဲ့စည်းခဲ့ပါတယ်။အဲ့ဒီအဖွဲ့မှာအရာရှိ30ကျော်ပါဝင်ပြီး ဒုတိယဘုံမူကြီးကျော်စောရဲကအဓိကကြပါတယ်။တော်ရမယ်၊တစ္ဆာရှိရမယ်၊ဒီနှမျိုးကိုအဓိကထားစုစည်းတာလို့အဲ့ဒီအဖွဲ့အစည်းကိုတည်သူတဦးက BBC ကိုပြောပါတယ်။ဘုံချုပ်မူကြီးမင်းအောင်လိုင်ရဲ့ညံကြီးရှင်အဖွဲ့လို့ပြောလို့ရတဲ့အကြောင်း BBC သတင်းရင်းမြစ်ကပြောပါတယ်။ရန်ကုန်နဲ့ပဲခူးအဆက်ကအမတ်၁၁ရှင်မြန်တပ်မဌာနချုပ်အရှိဆိုင်တဲ့အင်းတိုင်းမှာအဲ့ဒီအဖွဲ့ကယုံထိုင်ပါတယ်။ ရုရှားပြန်ဒုတိယဗိုလ်မှူးကြီးကျော်ဇော်ရဲကအမေရိကန်နဲ့ဥရောပနိုင်ငံကိုလည်းဝင်ထွက်ပူးပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာအစိုးရရန်နေရတွေမသိစေခြင်းနဲ့ကိစ္စတချို့နဲ့ပတ်သက်ပြီးဒီအဖွဲ့ကိုဗိုလ်ချုပ်မှူးကြီးမရောက်နိုင်ကတိုက်ရိုက်သုံးပါတယ်။အဲ့ဒီအဖွဲ့ထဲမှာပါတဲ့လူတွေကအယက်ဝိဝတ်ထားကြတယ်။ယူနီဖောင်းနဲ့မတွေ့ရသလောက်ပဲနိုင်ငံရေးပါတီတွေအရေးကြီးတဲ့ပုံကိုအစည်းအဝေးတွေစီဝင်ထွက်သွားလာတယ်။ ဥမယောင်လိုင်းစီဓာတ်ရိုက်ရပိုတင်နိုင်တယ်လို့ဒီအဖွဲ့အကြောင်းသိသူတအူက BBC ကိုပြောပါတယ်။ဒီအဖွဲ့နဲ့ဆက်ဆံမှုတဲ့နိုင်ငံရေးပါတီခေါင်းဆောင်တအူနဲ့နိုင်ငံရေးအကဲခတ်တအူကတော့ဒီအဖွဲ့ကဗိုလ်ချုပ်တွေဒုတိယဗိုလ်ချုပ်ကြီးတွေကတဆင်ဖြတ်เสียရမလို့ပဲဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းစီဓာတ်ရိုက်တည်င်းပို့နိုင်သူတွေလို့ BBC ကိုအတည်ပြုပါတယ်။ဒါပေမဲ့သူတို့နဲ့ဆက်ဆံနေရတဲ့တက်အရာရှိတွေရဲ့အမည်ကိုတော့ထုတ်ပြောဖို့ညှင်းဆန်ပါတယ်။ ဒုတိယပုံမူကြီးကျော်စောရဲကတော့အဲ့ဒီအဖွဲ့မှာနိုင်ငံရေးလိုင်းဘက်မဟုတ်ဘဲနေပညာနဲ့သုတေသနပိုင်းဘက်ကိုပိုအားတန်တယ်လို့ BBC သတင်းအမြစ်ကပြောပါတယ်။စစ်လက်နက်ဆာယာအကြံပေးမြန်မာစစ်တပ်မှာစစ်လက်နက်ဝယ်ယူရေးနဲ့ပတ်သက်ရင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတပ်အတွက်တက်ဆင်ပေးခြင်းနာတွေကိုဓာတ်ရိုက်ထုတ်ပြောတဲ့နီလန်းနဲ့လိုအပ်တဲ့တပ်တွေကအဆိုပြုတင်ပြတဲ့နီလန်းတွေရှိပါတယ်။ လက်နက်တပ်စင်အသုံးပြုမဲ့တပ်ကပညာရှင်နဲ့တိုင်ပင်ပြီးစစ်ထောက်ချုပ်ရုံစစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံတို့ကအဆိုပြုရတာဖြစ်ပြီးတပ်ချုပ်ကအစိုးရအဖြစ်ပေးပါတယ်။ဗိုလ်ချုပ်မူကြီးမရောက်နိုင်ကိုတော့စစ်လက်နက်ပစ္စည်းတွေနဲ့ပတ်သက်လို့ဒုတိယဗိုလ်မူကြီးကျော်စောရဲကဤပညာပိုင်းအကြံပြုရပါတယ်။ဒါကြောင့်ဒုတိယဗိုလ်မှူးကြီးကျော်စောရဲကစစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံတို့တင်မကပဲ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရောကာကာထုတ်အထိပါအရေးပါမှုရှိလာပါတယ်နေပြည်တော်မှာနေထိုင်တဲ့ဗိုလ်ချုပ်မှူးကြီးမေအောင်လှိုင်ကိုအကြံပြုရတဲ့အဖွဲ့ကရန်ကုန်နဲ့ပဲခူးအဆက်ကအင်းတိုင်မှာယုံထိုင်တာကစစ်လက်နက်ပစ္စည်းတွေနဲ့ပတ်သက်လိမ့်မယ်လို့စစ်ရေးအကဲခဲတချို့ကတုံ့တက်ပါတယ်။ဗိုလ်ချုပ်မှူးကြီးတန်းရွှေလက်ထက်ကစစ်ယုံကိုရန်ကုန်အပြင်ဘက်အင်းတိုင်မှာထားဖို့စဉ်းစားခဲ့တယ်လို့စစ်ရေးအကဲခဲတအူးကပြောပါတယ်။အရှိကအဆောက်အုံတွေရှိတဲ့ အင်းတိုင်ကတမျိုးလည်းဖြစ်ဒီကိစ္စတွေကိုလည်းလှစ်ဝက်လဲထားတော့လူတည်နေပါတယ်ဘကိုးရုံမအဆက်ကနေအေယာဝရီမြစ်အနောက်ဘက်ကန်ကကာကွယ်ရေးပစ္စည်းထုတ်ဆက်ယုံတွေစီပါတွားစစ်ဆေးလို့ရအောင်ယူရခဲ့တာပါလို့သူကပြောပါတယ်ဒုတိယဗိုလ်မှူးကြီးကျော်စောရဲကကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်းနဲ့ယင်းနေတဲ့ဆက်ဆက်ရေးရှိပါတယ်လက်နက်ဆိုရင်ဘယ်နိုင်ငံကဝယ်မယ်ဘယ်နည်းပညာဆိုရင်တော့ ပြည်တွင်းမှာပြန်ထုတ်လို့ရတဲ့ဆိုတာမျိုးတွေတရှုပ်ကိုအကြံပေးရတာလို့ BBC သတင်းအမြစ်ကပြောပါတယ်။ဒုတိယဗိုလ်မှူးကြီးကျော်စောရဲကရုရှားပြန်ပြီးပြီးရုရှားထုတ်လက်နက်တွေအကြောင်းကိုပိုတည်ပြီးရုရှားကပဲဝယ်ဖို့အကြံပြုခဲ့တယ်လို့ကာကာထုတ်ကအရာရှိတဦးက BBC ကိုပြောပါတယ်။လက်နက်ကုမ္ပဏီတွေနဲ့အာဏာအသိုင်းအဝိုင်းကြားမှာဒုတိယဗိုလ်မှူးကြီးကျော်စောရဲကမကြခဏကြားညက်တယ်လို့သူနဲ့နှီးဆက်သူတအူးကပြောပါတယ်။စစ်လက်နက်ပစ္စည်းဝယ်ယူဖို့ ိန္ဒိယတရုတ်နဲ့ရုရှားသုံးနိုင်ငံအဆိုပြုထားတာကိုသူကရုရှားကဝယ်ဖို့အကြံပြုရင်ကျန်တဲ့နှစ်နိုင်ငံကကိုယ်စလဲကဘယ်ကြည်နဲ့မလဲတချို့ဆိုဒီကောင်ကဘာကောင်မို့လို့အကြံပေးရတာလဲလို့မကြည်မနက်ပြောတဲ့သူတော်ရှိတယ်လို့သူ့မိတ်ဆွေကထပ်ပြောပါတယ်ဒုတိယပုံမူကြီးကျော်စောရဲနဲ့ drone mission ကိုဂန်တက် MNDAA တအန်တက် TNNA နဲ့ အရာခတ်တက်တော်အေအေတို့ပူပေါင်းထိုးစစ်ဆင်ခဲ့တဲ့တစ်ဆယ်နှစ်ကွန်စစ်ဆေးရေးကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းမှာစစ်တပ်က နေမြေတွေဆုံးရှုံးခဲ့ရပါတယ်။ဒီစစ်ပွဲမှာမြောက်ပိုင်းမဟာမိတ်၃ဖွဲ့ကတရုတ်ထုတ် drone တွေအများအပြားသုံးချသွားပြီးမြန်မာစစ်တပ်အနေနဲ့တိုင်းဒေသလက်နက်ကင်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တဲ့တမိုင်းတလျှောက်ပထမဆုံးအကြိမ်အဖြစ် drone အမြောက်အများနဲ့တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ တစယ်နှစ်ခုစစ်စင်ရေးမှာတိုင်းသားလက်နက်ကင်တက်တွေအသုံးပြုသွားတဲ့ drone စစ်စင်ရေးတွေကိုဒုတိယဗိုလ်မှူးကြီးကျော်စောရဲနဲ့အဖွဲ့ကသုတေသနပြုပေးခဲ့ရပါတယ်။စစ်ကောင်စီကရုရှားနဲ့ဘယ်လာရုနိုင်ငံတွေစီကဝယ်ယူခဲ့တဲ့ UAV drone 15စင်းနဲ့ drone ကတ်တွေ AB လ20ရက်ကမြန်မာနိုင်ငံကိုရောက်လာခဲ့ပြီးဝယ်ယူရေးနဲ့ drone တက်တွေကိုကဲရေးမှာဗိုလ်မှူးကျော်စောရဲကလှုပ်ဆောင်နေတယ်လို့မြစိမသတင်းဌာနကရေးသားခဲ့ပါတယ်။ဝယ်ယူထားတဲ့ UAV drone တွေက ဒရုန်းဒါလိုင်းဖြတ်ဆက်ဂျမ်းမာတွေကိုကျော်ဖြတ်နိုင်ပြီးဒေါင်လိုက်တက်ဆင်းလုံနိုင်က ပုံသေးတောင်မှ fish ဝင်းနေလို့ဆိုပါတယ်။တံပြန်ဒရုန်းစနစ်တွေဒရုန်းတွေရဲ့ဆက်သွယ်ရေးဒေတာလင်းတွေကို ထောက်လန်းတာ မျိုးအစားခွဲတာနဲ့ရှေ့ရခန္ဓာတွေလုံနိုင်တဲ့ drone ကတ်တွေလည်းပါဝင်တယ်လို့မြစီမာကရေးခဲ့ပါတယ်။ BBC ရဲ့စုံစမ်းမှုအရ၁၀နှစ်ခွန်စစ်စစ်ရေးအပြီးမှာစစ်တုံး drone နဲ့ထောက်လန်းရေး drone တွေအပါအဝင် ရုရှားစီကဒရုန်းအမျိုးအစားစုံအစင်း၃၀၀၀အထိအမှားစာပို့ခဲ့တယ်လို့သိရပါဗျ။ဒါတွေကိုရွေးချယ်ဆုံးဖြတ်ပေးဖို့ဒုတိယဗိုလ်မှူးကြီးကျော်စောရဲကအကြံပေးခဲ့ရတယ်လို့ဒီအကြောင်းကိုသိရှိတဲ့ BBC သတင်းအရေးမြစ်ကပြောပါဗျ။ဒရုန်းတွေကတော့အစုံပဲဒေါ်လာ၅တန်းတန်အထိပါတယ်။ဥမရောက်လိုင်းဆုံးဖြတ်ပေးတာဒုတိယဗိုလ်မှူးကြီးကျော်စောရဲကအ धिक အကြံပေးရတာပေါ့လို့သူကပြောပါဗျ။ဒုတိယဗိုလ်မှူးကြီးကျော်စောရဲကတိုးတိုးတိတ်တိတ်နေပေမဲ့ မီဒီယာတွေစီသူ့ရဲ့အချက်အလက်တွေပေါက်ကြားသွားပြီးတဲ့နောက်စိုးရိမ်မှုတွေဖြစ်နေတယ်လို့သူ့မိတ်ဆွေကပြောပါတယ်။ဒါကသူ့ကိုအန်ဒီရဲ့ဒေါ်တဲ့တွန်းပို့လိုက်တာပဲလို့ဒုတိယပုံမူကြီးကျော်စောရဲရဲမိတ်ဆွေက BBC ကိုပြောပါတယ်။ဒါပေမဲ့စစ်ပွဲတွေကဒီပညာကိုပို့ပြီးအကူမီခိုလာရတာနဲ့အမျှဒုတိယပုံမူကြီးကျော်စောရဲနဲ့သူ့အဖွဲ့ရဲ့အရေးပါမှုက ပို့တိုးလာလိမ့်မယ်လို့တက်တွင်းတည်ရင်းမြစ်တွေကခမန်းတုံ့တက်နေကြပါဗျ။ ဒီဆောင်ပါအတွက်တုံ့ပြန်ချက်တောင်းဖို့ဒုတိယဗိုလ်မှူးကြီးကျော်စောရွယ်ကို သူ့ရဲ့လူမှုကွန်ရက်ကတဆင်ဆက်သွယ်ခဲ့ပေမဲ့ဆောင်ပါဖော်ပြတဲ့အချိန်အထိသူ့ဘက်ကအကြောင်းမပြန်ခဲ့ပါဘူးဆက်ဆက်ဆောင်ပါတပုတ်အနေနဲ့ AWD website မှာဆောင်ပါရှင်ဆွဲတော်ရေးသားတဲ့စစ်တိုက်ကောင်းမှုမလို့လူကြီးကတော်နဲ့ပိုင်ဖို့တာလိုတယ်ဆိုတဲ့ဆောင်ပါကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်တက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမရောက်နိုင်သေး တက်မ44တက်မမူဘဝမှာတဆင့်စစ်တက္ကသိုလ်တရက်စီကျောင်းအုပ်ကြီးဖြစ်လာခဲ့မှုသူတယောက်ဖြစ်သည်ကျောင်းအုပ်ကြီးရာထူးနှင့်ပြောင်းရွှေ့လာသည့်2003တွင်စစ်တက္ကသိုလ်၌ဘိုလောင်းအပတ်စဉ်46 49နှင့်48တို့ကပညာသင်ကြားနေစေအရှိန်ဖြစ်သည်စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးဆိုသည်မှာထိုအရှိန်ကစစ်တိုင်းမှုဖြစ်လာစေရန်တည်ကြသည့်ဂျားကန်ရာထူးတစ်ခုလည်းဖြစ်ခဲ့သည်တနည်းဆိုတော့တက်မမှုနှင့်စစ်စင်ရေးကုတ်ကဲရေးမှုတိုင်းကလိုချင်ဖြစ်ရှင်ခဲ့ကြသည့်ယာရုနေရာဖြစ်သည် စစ်ကောင်းဆောင်မင်းအောင်လိုင် DSA အပတ်စဉ်16မတိုင်မီကစစ်တကတော်ကြောင်းအုပ်ကြီးတည်ဘုံမှုချုပ်အောင်မြင့် DSA အပတ်ဆက်ခွန်ဖြစ်သည်။နေလေပားရိုက်လာတာဆိုသည့်ဇကားကြောင့်အဝေးပန်းခတ်ခဲ့ရသည့်ဝင်ကြီးဟောင်းဦးအောင်မြင့်ဖြစ်သည်။သူစစ်တကတော်ကြောင်းအုပ်ကြီးဘဝတွင်မူဘိုးလောင်းများ၏တတ်တာရှောင်းချီရေးကိုဂယုတဆိုင်လှုပ်ဆောင်ပေးခဲ့သူတဦးဖြစ်ခဲ့သည်။ဦးအောင်မြင့်လက်ထက်တွင်ဘိုးလောင်းများအတွက်စားရေးတောက်ရေးတက်နေပြော်ရေးအစွမ်းကုန်လုပ်ကင်ပေးခဲ့ခြင်းဖြစ်သည်။ သူ့နောက်ကမင်းအောင်လိုင်ကမူဘိုလောင်းများကိုပေးထားသည့်တတရှောင်းရှိမှုတော်တော်များများကိုရက်တန့်ပစ်သည်။အရာရှိဖြစ်သည့်အချိန်တွင်ရှေတန်းတွင်မစားတတ်မတောက်တတ်ဖြစ်တတ်မှဆိုသည်ဟုအကြောင်းပြချက်နှင့်နေ့လယ်စာအသားဟင်အစာခရမ်းချစ်ခြင်းငပီချက်နှင့်မင်းအောင်လိုင်ကအစာထိုးလိုက်သေးသည်။ထို့အပြင်ပုံမှန်တိုက်နေကြဖြစ်သည့်နွားတို့ကိုလည်းရေနစာထိုးသလိုကြဲတောက်အောင်ဖြော်သည့်စနစ်ပြောင်းလဲစေပြန်သည်။ စစ်တပ်ကတော်စားရိတ်သားများကပူရှံသည့်ရိတ်ခါနှင့်ရိတ်ခါဆိုငွေသည်လဲထိုခေတ်ကာလတွင်အတော်များသည့်ပမာဏဖြစ်ခဲ့သည်မင်းအောင်လိုင်းအနေဖြင့်ကန့်တွယ်ခဲ့ရသည့်46 49 48ပိုလောက်အပတ်စဉ်များသည့်အင်အားများသည့်အပတ်စဉ်များဖြစ်သည် ထိုအပတ်စဉ်များကိုကြည်မရခဲ့ဟုမင်းအောင်လိုင်းကမကြခဏဆိုသလိုထုတ်ပေါ်ပြောဆိုလေးရှိပါသည်အထူးသဖြင့်အပတ်စဉ်49တင်နန်းစဉ်ရရှိများဖြစ်ပါသည် အချိန်ကာလအရာအပတ်စဉ်လေးဆက်ခွန်များကိုတစိမ့်မြင့်ရာတို့ပေးကဏီအချိန်တိုင်းငယ်သေးသည်စိတ်မချရဘူးဆိုသည့်အကြောင်းပြချက်များနဲ့အချိန်ဆွဲထားလေးရှိခဲ့ပါသည်။ကြောက်အုပ်ကြီးဘဝကလေးကနီးပြအရာရှိများနဲ့ဘူလောင်များအပေါ်တွင်ဘာမဟုတ်သည့်ကိစ္စများကိုပင်ထီထီရောက်ရောက်အရေးယူခဲ့သည်။သူတက်လျှောက်ဖြစ်လာချိန်တွင်လည်းတမတော်သည်အရေးယူဖို့ကိစ္စများတွင်လင်းမြတ်စွာအရေးယူသလောက်ယာတို့ပေးရမည့်အချိန်တွင်အင်မတန်နှောင့်နှေးကြံ့ကြာတတ်ပါသည်။ ။ဤရက်ပိုင်းတွင်တက်ရှုပ်ယုံကြည်ရသည့်ပုံမှုတစ်ယောက်အကြောင်းမီဒီယာများတွင်ပါလာသဖြင့်သိရှာဖတ်ကြည့်မိပါသည်။တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုတက်ရှုပ်ကြည့်မရသည့်စစ်တပ်ကတော်အပတ်စဉ်၄၀ကိုတင်နန်းစဉ်တအူးဖြစ်နေသည်ကိုတွေ့ရပါသည်။ရှေးလင်းရှင်မြန်က၄၀ကိုအပတ်စဉ်များကိုယာယီတရင်မှုပေးသည့်အရှိန်တွေမရှိမနှောင်းဆိုသလိုနီးပညာဆိုင်ရာတက်များနှင့်စစ်ကြောင်းနီးပြများကိုဒုရီယာပုံမှုကြီးအစစ်ယာယီတွုံးမြင့်ပေးခဲ့သည့်အရှိန်ကားစပြီးကြော်စောရဲအပတ်စဉ်၄၀ခုကိုတည်ထားမိခဲ့ပါသည်။ တရက်စီအပတ်စဉ်၄၀ခွန်များတဲ့တွင်ထူးခြားသူတယောက်ဖြစ်ပြီးဗမော်မျိုးသားဗိုလ်မှူးကျော်စောရဲ့ဒီစာပေထူးချွန်သူတယောက်လည်းဖြစ်သည်ဘာမာဗီဂျီတွင်ဖော်ပြသည့်သူနှင့်ပတ်သက်သည့်အရှက်အလက်အများစုသည်မှန်ကန်နေသည်ကိုတွေ့ရပါသည်ဗိုလ်မှူးကျော်စောရဲ့ဒီစစ်တကတို့၏ဗိုလ်လောင်းအင်အားအများဆုံးတင်တန်းအပတ်စဉ်၄၀ခွန်ကို၂၅ရက်နှစ်လ2001တွင်တက်ရောက်ခဲ့ပြီး2004ဒီဇင်ဘာ18ရက်တွင်တင်ဒန်းဆင်းလာခဲ့သူဖြစ်သည်။ကြောင်စင်းပြီးအရာရှိဖြစ်ပြီးသည့်အချိန် မဟာပွဲတန်းတက်ရအစစ်မိသူများကိုဘာသာစကားသင်တန်းခေါ်သည့်အချိန်တွင်စစ်တပ်ကတော်စာပေဌာနနှင့်တွင်ဘာသာစကားအမှတ်စဉ်ခွန်တက်ရောက်ခဲ့သည်ထို့နောက်2016စက်တင်ဘာတွင်ရုရှားနိုင်ငံရှိ MIED ကိုတက်ရောက်ခဲ့ပြီး MICSC ဘွဲ့ကို2009တွင်ရရှိခဲ့သည် PhD ဘွဲ့ကို2012တွင်ရရှိခဲ့ပြီး DSE ဘွဲ့ကို2016တွင်ရရှိခဲ့သည်ပညာတက်ပြီးပါနေသည့်ပုံမှုအနေဖြင့်နေရာရာရေးအတွက်သုံးသွားသည့်အကွက်များက အကွက်ဟောင်းတော်လဲတည်တက်လှပါသည်စစ်တပ်တွင်လူကြီးနဲ့ပိုင်ဖို့မလိုဘူးလူကြီးကတော်နဲ့ပိုင်ဖို့သာလိုတဲ့ဆိုတဲ့စကားရှိပါတယ်ပိုပြီးပါနဲ့ကြသူများက ခက်ဆိုးဆိုးလူကြီးသားသမီးတွေနှစ်ပင်ပိုင်အောင်ပေါင်းကြပါသေးသည် အမေကျူဟုဆိုက ဖားရပြီးခေါ်ကြသည်တက်ရှုပ်ကတော်ဒေါ်ကျူကျူလာကိုပိုင်မှအပေါ်ကထိပ်ပိုင်းရသူများစီရောက်မည်ကိုအရာရှိအများစုကသိကြပါသည် ဒေါ်ကျူကျူလာသည်လည်းရခင်တက်ရှုပ်ဟာဥတန်းရွှေရေးဇနီးဖြစ်သူဒေါ်ကြိုက်ကြိုက်ထက်အစများစွာဆိုပါသည်။ရွှေမမီးနေတဲ့မိသားတော် KTV စင်ပေးရပြီးလက်အောက်ကအရာရှိကတော်များကအခန့်ပေးရတဲ့အခြေဖြစ်ပါတယ်။ထမိန်အစဉ်ရွေးတာမှလို့နေရာပြောင်းခံခဲ့ရတဲ့သူများအစားအသောက်အစီမပြေတဲ့ဖြစ်ယာရုရှခံရသူများရှိသည့်တက်မတော်အဖွဲ့အစည်းတွင် အမေဂျူစီကပဝါလေးတောင်းပြီးအမေတော်ဖို့ဇလန်းဆင်ခဲ့သည့်ဘုံမူကအရန်တော်ခဲ့ပါသည်။ ရင်းနှီးပြီးနောက်ပိုင်းတွင်အမေဂျူ၏ Facebook အကောင့်မှတင်သည်။ရှယ်သည်များ post များတွင် comment များဝင်ရေးပြီးတလန်ချင်းတိုးဝေခဲ့သည်စစ်တိုက်တော်ဖို့မလိုဘူးအမျိုးတော်ဖို့လိုရဲဆိုတဲ့ဇကားတစ်ခုတက်မတော်တွင်ရှိခဲ့ပါသည်ထိုဇကားအထိပ္ပယ်မှာလူကြီးသားသမီးများနှင့်ဆွေမျိုးတပည့်တွေသာအပေါ်ကထိပ်ပိုင်းရာထူးရောက်နိုင်သည်ဟုဆိုလိုခြင်းဖြစ်သည် တော်ရဲတွင်စစ်တိုက်ပြသူများကိုတော်ရုံလူကြီးကအတိအမတ်မပြုတော်လဲတော်ရဲတွင်တခုခုမှားယွင်းနေလင်တော့ရှရှင်းအေးယူတာခံကြရပါသည် လူကြီးကတော့ဈေးရှင်အောင်ဆွဲပြီးသည့်သူကတနက်ဆွဲပြီးစစ်တိုက်ပေးသည့်သူတွေထက်နေရာပိုရကြသည်အလားတူဖြစ်စဉ်သည်လဲစစ်တပ်၌ထူးဆန်းသည့်ကိစ္စအဖြစ်မမြင်ကြတော့ပေကကကြီးနေပြီးတော့စစ်ရုံးတွင် တာဝန်ကျခဲ့ဘူးသူမဟုတ်ပါကနောက်ပိုင်းတွင် တိုင်းမှုဖြစ်ဖို့ပင်မလွယ်ကူတော့ပေ ယခုဘုံမှုကြော်စောရဲကို drone နဲ့ပတ်သက်သည့်အဖွဲ့များ၏အကြီးအမှုလိုယာတူးပေးထားကြသည်ဟုဆိုကြသည်ရင်းပုံမှုသည်ဤပညာပိုင်းတွင်တော်ပါတက်ပါလိမ့်မည်တော်လိုင်းအင်အားစုများဘက်က drone တပ်ဖွဲ့များ၏စိတ်တက်ကိုမူကြော်လွန်နိုင်ပွဲမရှိဟုသာတုံ့တက်လိုပါသည်ပညာသင်ကာလများပြီးအောက်ရှိတက်များနှင့်ကင်းကွာလွန်သည့်ကြော်စောရဲသည်လူကြီးနှင့်လူကြီးကတော်အကြိုက်သာဆောင်ရွက်နိုင်မှုများပါသည် ယနေ့မျက်မှောက်ကာလတွင်လေကွက်ကြီးကျန်အလံမလဲဆိုသည့်မြမတက်မတော်ခွက်ခွက်လံအောင်ရှုံးနေရပါသည် ထို့သူဖြစ်ရသည်ကလည်းနီးရလူကိုတူကောင်းပြုသည့်စနစ်အလွဲများကြောင့်ရောအောက်ရှိတက်များအကြောင်းအပေါ်ကအမှန်အတိုင်းမသိတာများလာတာကြောင့်ရောပါမည်ထင်ပါသည်ပြန်ဆက်ရရင်ဘုံမှုကြော့စောရဲကအထွတ်အထက်ကောင်းသူလူတော်ဖြစ်ပါသည်ပင်ပင်ပန်းပန်းစစ်တိုက်ပြီးနေရရဖို့မလွယ်သည်ကိုသိတော့ကြောင့် အနည်းလုကင်းသည့်နေရာတွင် စာကြိုးစားသည်ထူးရှင်အောင်လုပ်သည်လူကြီးကတော်နှင့်ပိုင်အောင်ပေါင်းသည်လူကြီးသမီးကိုရအောင်ယူသည်ဒါရောင်တက်လျှောက်သမီးခင်သည်သည့်တမွန်ကယောက်ျားအရာစောသွားလို့ဖြစ်ပါတယ်လူကြီးနှင့်ပိုင်နေဖို့ရာစစ်တိုက်တော်နေဖို့မလိုဘူးလူကြီးကတော်နှင့်ပိုင်ရင်ရပြီဆိုသည့်အကွက်ကိုဗိုလ်မှူးကျော်စောရဲ့တရကောင်းကောင်းအသုံးချသွားနိုင်ခဲ့ပါသည် ဤသို့အကက်ကောင်းနှင့်တက်လာသည့်လူအရေးအတွက်များလာခြင်းသည်ယနေ့ခင်တက်ပြော်ကြဆုံးခြင်းအတွက်အထောက်အပံ့ကောင်းကောင်းဖြစ်ခဲ့လေသလားဟုမေးခွန်းမေးလာပါကတစိုက်တသေးသာမှန်ပါသည်ဟုသာဆိုရပေတော်မူဆက်ဆက်ဆောင်ပါတပုတ်အနေနဲ့မြစီမမမင်းရောက်လိုက်အတွင်းလူဝါရပြအဖွဲကောင်းဆောင်ဘိုးမူးကြော်စောရဲဆိုတဲ့ဆောင်ပါတပုတ်ကိုဆက်ပြီးဖပြပေးပါမယ်ရှင်စစ်ကောင်းဆောင်ဘိုးချုပ်မူကြီးမင်းရောက်လိုက်ဝါရပြလုပ်ငန်းများနိုင်ငံရေးအကောင်အထည်ဖော်မှုနဲ့ လုံခြုံရေးဆိုင်ရာများလုက္ကရာတွင်အနီးကပ်ဆုံးသောလူယုံဖြစ်ပြီးစစ်ဗိုလ်ချုပ်ကြီးများထပ်ပင်တကူထွားနေသူမှာဘိုးမူးကျော်စောရဲ့ဖြစ်ဒီကိုမျိုးစီမာကစုံစမ်းဖော်ထုတ်နိုင်ခဲ့ပါသည်ဘိုးမူးကျော်စောရဲ့သည်မင်းအောင်လိုင်နှင့်ဒေါ်ကျူကျူလာတို့၏အတွင်းလူယုံဖြစ်က သူဦးဆောင်သည့်ဝါရပြန့်အဖွဲ့မှအင်တိုင်ရှိ တမ71မှာအရှိဆိုင်သည် ရိုဟင်ဂျာများအပေါ်အကြမ်းဖက်မှုဖြစ်စဉ်အပါအဝင်နိုင်ငံရေးဖြစ်စဉ်များအတွင်သတင်းမှထုတ်လွှင့်ခြင်းသတင်းမီဒီယာတွေနဲ့နိုင်ငံရေးနယ်ပယ်ကလူပုဂ္ဂိုလ်တို့ရဲ့လူမှုကွန်ရက်တွေမှာအပြတ်သဘောဆောင်သောမှားယွင်းသောကွန်မန့်ပေးခြင်းကအစအဆိုပါအဖွဲ့ကလုတ်ကင်နေခဲ့သည်ဗိုလ်မှူးကျော်စောရဲကိုအငိမ့်စားတတော်ဦးစီမှုဦးသိန်းစော်နဲ့ဒေါ်တိုးတိုးတို့ကဗမော်မြို့မှာမွေးဖွားပြီးစစ်တပ်ကတော် DSA အပတ်စဉ်၄၀ခုဖြင့်၂၀၁၄မှာတင်ဒန်းဆင်ခဲ့သူတအူးဖြစ်ပါတယ်။သူသည် Information Computer Science ဘာသာရပ်ဖြင့်မဟာပွဲရရှိခဲ့ပြီးရုရှားနိုင်ငံမော်စကိုမြို့ရှိ MIT မှာဒေါက်တာပွဲရရှိခဲ့သည်။သူသည်ယခုလွေမှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီးဦးမြင့်ကြိုင်၏တမီးမုံမုံမြင့်ကြိုင်နှင့်အိမ်ဆောင်ပြုခဲ့သည်။ဦးမြင့်ကြိုင်သည်အလုတ်တင်ပေါ်အပတ်စဉ်၅ဆင်းဖြစ်ပြီးတမရဝင်းမြက်လက်ထက်တွင် အလုတ်သမားလွေမှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ဒုဝန်ကြီးဖြစ်လာခဲ့သည်။ အနာသိမီနာစစ်ကောင်စီကအလုတ်သမားဝင်ကြီးဌာနနဲ့လာဝကဝင်ကြီးဌာနကိုခွဲလိုက်သည့်အခါဦးမြင့်ကျိုင်သည်အလုတ်သမားဝင်ကြီးဌာန၏ပြည်တော်စုဝင်ကြီးဖြစ်သွားခဲ့သည်2020နှစ်အောက်တိုဘာလတွင်တော့မင်းအောင်လှိုင်၏နိုင်ငံရေးလမ်းကြောင်းတွင်အဓိကကျသောဝင်ကြီးဌာနတစ်ခုဖြစ်လာသည့်လာဝက၏ပြည်တော်စုဝင်ကြီးဖြစ်သွားသည်ဦးမြင့်ကျိုင်ရာထူးတုံးမှုတွင်ဗိုလ်မှူးကျော်စောရဲနှင့်မင်းအောင်လှိုင်တို့ဆက်နွယ်မှုကြောင့်ဟုပြောရရသည်ဗိုလ်မှူးကျော်စောရဲ၏ညီ ။ဦးမျိုးသူစောကတော့နိုင်ငံကြ ాయి ဝင်ကြီးဌာနကဝန်ထမ်းတစ်ယောက်ဖြစ်ပြီးဦးမြင့်ဆိုင်မှာအမေရိကန်နဲ့ဥရောပတို့ရဲ့ဗန်နာရေးအရာပိတ်ဆို့အရေးယူမှုပြုခံရသူစည်ရင်တွေပါဝင်သည်။ဗိုလ်မှူးကျော်စောရဲ့ဒီမင်းအောင်လာရဲ့နိုင်ငံခြားခရီးစဉ်တွေမှာလိုက်ပါရလေးရှိပြီးရုရှားနဲ့ဆိုင်သောသုတေသနကိစ္စရပ်များလည်းလှုပ်ဆောင်ရသလိုမင်းအောင်လိုင်းနဲ့အရက်ဖတ်နိုင်ငံရေးနယ်ပယ်ကလူပုဂ္ဂိုလ်များအကြောင်းလေးလာမှုဆက်ဆံရေးများအတွက်လည်းတရားမဝင်သုတေသည့်အကြံပေးတအူးလည်းဖြစ်သည် ထို့အပြင်မဘာသာအဖွဲ့စစ်တပ်ထောက်ခံရေးအဖွဲ့များနှင့်ရှိုက်ဆက်ဆောင်ရွက်မှုတွေအတွက်လည်းနောက်ွယ်ကကြိုးကင်မှုမှအခရာကျသူဖြစ်သည် သူသည်တိတကူစရာတော့ဗတ္တနာညာနေတရနှင့်ယင်းဤသူဖြစ်လာပြီးစစ်တပ်ရဟန်းတကာတို့နှင့်ရှိုက်ဆက်ပြီးလက်ရစောအမျိုးသားရေးဝါဒီထူထောင်ရှိုက်ဆက်ကအနောက်တိုင်းစံရေးတို့တွင်ဗိုလ်မှူးကျော်စောရဲကိုမင်းအောင်လိုင်ကအသုံးပြုနေခဲ့သည်ဗိုလ်မှူးကျော်စောရဲသည်ရုရှားနိုင်ငံမော်စကိုမြို့ထေရဝါဒဗုဒ္ဓဆင်တာတည်ထောင်ခြင်းအပါအဝင်ရုရှားတွင် ဖျားတဲကျောင်းဆောက်လို့ရန်အတွက်ဆက်ဆက်အကောင့်ထဲပေါ်ခဲ့သည်တရဝင်းကိုရေးအရာရှိမဟုတ်တော့လဲဘိုးချုပ်ကြီးအဆင့်ကပင်မင်းအောင်လိုက်နင်းတွေးလို့လေအယက်ဝိဖြစ်တာအနေများတော့ဘိုးမူးကျော်စောမှတဆင့်စစ်စစ်မှုခံရသည်ဘိုးချုပ်ကြီးများပင်ကြောက်နေရတဲ့ဟုစစ်ဘက်အရာရှိတဦးကမျက်စိမှတို့ပြောသည်စစ်ကောင်စီက2023ခု95နှစ်မြောက်စင်ရတူလွတ်လပ်ရေးနေ့အထိတ်အမှတ်ဂုံတူးဆောင်ပွဲတိုက်စိတ်များပေးအပ်ရာတွင် ဗိုလ်မှူးကျော်စောရဲ့ဒီလဲစီမံထိုးချွန်စွတ်တစိတတိယအဆင့်ရရှိခဲ့သည် ထိုစဉ်ကသူနှင့်အတူတတိယအဆင့်စီမံထိုးချွန်တစိရသူများတွင်တက်မတော်ရေးရလုံးကျော်ရေးအရာရှိချုပ်စာရဖယုံမှဗိုလ်မှူးချုပ်ကိုကိုဦးနှင့်ဗိုလ်မှူးချုပ်ကျော်ကျော်လွင်တို့လည်းပါဝင်ခဲ့သည်